ဒီဒိဋ္ဌိဒိဋ္ဌမတ္တံဆိုတဲ့တရားတော်ကမြတ်စွာဘုရားရှင်ပါဟိယကိုဟောပေးတယ်။ဟောကြားပေးတော်မူခဲ့တယ်ဗောနော။ပါဟိယနာမည်ကတော့ပါဟိယ။ပါဟိယနာမည်ကအလွင်းသူရှင်တို့ပဲဥစဉ်တော်တွားလာတယ်ပါဟိယ။ဒီအရှင်ပါဟိယလျောင်းလျာဗောနော်။ဒူလူဖွားတော်ကဟောအရင်ရင်ဖွားတော်က ဘတူမုဒ္ဒရာဆိုတဲ့မြတ်စွာဘုရားလက်ထက်မှာသူကဒီဟန္တာဝတိမင်းနေပြီမှာ အမျိုးကောင်းအိမ်မှာလူလာဖြစ်တယ်ပေါ့နော်အဲဟာနဲ့ဘတူမုဒ္ဒရာမြတ်စွာဘုရားရှင်မှာတရားတွားနာတယ်တရားတွားနာတော့သူရှေ့မှာယဟန္တဘာတရားနာရင်တရားအဆုံးမှာပဲမိနစ်ပိုင်းပေါ့နော်ကထာတပုတ်နှပုတ် နာကြားပြီးရတယ်ချက်ချင်းယဟန္တာဖြစ်သွားတယ်နာနာချင်းတူတူအဲ့ကိုတော့ယဟန္တာဖြစ်သွားတယ်အရင်အမြန်ဆုံးဖြစ်သွားတယ်သူထက်မြန်တာမရှိရအောင်ဆိုတော့အဲ့ဟာကိုအရန်အားကြပြီးတော့ဒုဝမျက်စောဘုရားရှင်မှာဆူတောင်းတယ်ဘဒုမုဒ္ဒရာမျက်စောဘုရားရှင်မှာဆူတောင်းတယ်တပည့်တော်လည်းနောက်နောက်အခါမှာဒီလိုမျိုးပဲဒီလိုယဟန်ပုဂ္ဂိုလ်မျိုး မြန်မြန်လေးနဲ့ယဟန္တာဖြစ်ပါစေဖေဟာတော့သူကဆွတ်တောင်းတယ်။အဲ့ဒါနဲ့ဘုရုမုဒ္ဒရာမြတ်စွာဘုရားကကြည်တော်မူတယ်။အော်အဟန္တာတော့မရှိဘူးပေါ့နော်။နောက်တစ်ခါမှအာဒီဆွတ်တောင်းတဲ့အတိုင်းဖြစ်လိုက်မယ်တော့ဘုရုမုဒ္ဒရာမြတ်စွာဘုရားကပြဋိစ္စကားအာမင်ကြားတော်မူခဲ့တယ်ဆိုတာအမခံချက်ရသွားပြီပေါ့နော်မြတ်စွာဘုရားပြောတယ်ပြီဆိုတော့ အဲ့ရတဲ့သူတို့ကောင်းမှုတွေလုပ်ပြီးတော့သူကလွတ်ပြီးနှက်ပြီးမှာပဲကျင်းနေကျက်စားတယ်။အဲ့ဟာနဲ့ဒီကတ္တပမြတ်စွာဘုရားလက်ထက်မှာသူကတငေသူကလူလာဖြစ်တယ်။လူလာဖြစ်ပြီးတော့တငေချင်းများနဲ့အတူနဲ့တငေချင်းများနဲ့သူသူကတောင်ပေါ်တငေချင်း9ယောက်နဲ့သူတောင်ပေါ်တက်သွားပြီးတော့အဲယဟန်တရားကမ္မထန်တရား တက်ဆုံးတိုင်အဲသူတို့ကတရားတော်အထုတ်တယ်တောင်ပေါ်မှာအတောင်ပေါ်မှာတရားတော်အထုတ်တော့တငယ်ချင်းတပါးကယဟနာဖြစ်သွားတယ်နိဗ္ဗာန်ပြိနိဗ္ဗာန်ဆန်သွားတယ်တငယ်ချင်းနောက်တစ်ယောက်ကသူတငယ်ချင်းခုနှစ်ယောက်ထဲကနောက်တစ်ယောက်ကအာအနာဂံဖေးပြီးတော့ဒုဒ္ဒဝါဒပြမပေါ်မှာပြမကြီးတော့ဖြစ်တယ်တခြားတို့၄ယောက်၅ယောက်တူတူကတော့ဒီ အာနတ်ပြည်မှာကဖြစ်တယ်အဲ့ဟာနဲ့ဦးဇင်းဒီကတ္တပမြတ်စွာဘုရားတစ်ထပ်ပြီးတော့ဒီဦးဇင်းတို့ကောရမမြတ်စွာဘုရားလက်ထက်အခါတော်မှာလွန်ခဲ့လွန်ခဲ့တော့နှစ်ပေါင်း2000ကျော်ကဒီဘာဟိယတိုင်းပေါ့နော်ဒါအိန္ဒိယနိုင်ငံမှာရှိတဲ့ဘာဟိယတိုင်းမှာသူကလူပြန်လာဖြစ်တယ်အဲ့ဘာဟိယကတော့ဘာဟိယတိုင်းမှာလူပြန်လာဖြစ်တယ် သူကဘာဟိယတိုင်းမှာဘာဟိယစတိတ်မှာမွေးတော့သူဘာဟိယတော့ပဲညမယ်ပေးတယ်ပဲဗောနော်အားရရင်သူကအတက်ရွယ်ရလာတော့အာသူကအိမ်ဒီအိမ်ရာတီထောင်သူကအတက်အတက်ရွယ်ရလာတော့အိမ်ထောင်ပါကြအတက်ရွယ်ပါရတော့နောက်ဆုံးသူကအာဇီဝိုင်းလို့ဆုံးဖြတ်လိုက်တယ်ဇီဝိုင်းလို့သူကတော့အာ ရေလမ်းကြောင်းနဲ့ပတ်သက်တဲ့ဟာတိမ်ပေါ်သားလိုမျိုးတူကလောက်တယ်။အဲဒါတူကဒီတူဝနာလေစိတ်ဘက်ကိုတူကတိမ်ပေါ်ရင်းနဲ့ BC ပြဆိုင်ရင်ဘုံပြီးထည့်ပြီးတော့တိမ်ပေါ်နဲ့တူကရေလမ်းကြောင်းအများကြီးပေါ့နော်တခြားတငယ်ချင်းဘောင်ဒရီတခြားစီးပွားရေးလုပ်ငန်းရှင်နဲ့တူတူခီးထွက်ကြတယ်။ထွက်တော့ဟိုရေတဲ့ရောက်တော့တိမ်ပေါ်ကမခိုင်မခန့်တော့တိမ်ပေါ်ကပြတ်သွားတယ်။တိမ်ပေါ်ပြတ်သွားတော့သူက သူကမစ္စမဘဝိကပုဂ္ဂိုလ်ဖြစ်တယ်မစ္စမဘဝိကဆိုတာတရားထူးတရားမြတ်မရဘဲနဲ့လုံးဝတိတ်လို့မရသေးဘောเนาะဟိုလူကောင်းအနတ်ကောင်းကစောင်းလျှောက်လိုက်မယ်ဘောเนาะသူကမစ္စမဘဝိကဆိုတာတိတ်လို့မဖြစ်သေးဘူးဟိုအနည်းဆုံးသူတရားထူးတရားမြတ်ရပြီးမှတိတ်မှဖြစ်မှာဆိုတော့သူကမစ္စမဘဝိကဆိုတာအရင်တိတ်ဘောကလုံးဝကုလိုကောင်းမှုဒါလုတ်ခဲ့တော့ဒီဘောကသူကတိတ်တိတ်ဖို့အချိန်မတန်သေးဘူးဘောเนาะ အဲ့ဟာနဲ့တင်းဘောပြတ်တဲ့ဟာကိုသူကကံကောင်းချင်တာအတင်းဘောပေါ်မှာပါတဲ့တစ်တုံကြီးကြီးတခုကိုဖတ်ပြီးတော့အဲ့ဟာနဲ့သူကတက်လွတ်သွားတယ်ပါသူကအတင်းတင်းဘောစိတ်တနေရာကိုရောက်သွားတယ်တင်းဘောစိတ်တနေရာရောက်သွားတာသူကဟိုရေမျောနေပါနောက်ဆုံးအဖို့တွေပါမပါတော့အီမွေတိုင်းဖာမွေတိုင်းဖြစ်သွားတယ်မိမွေတိုင်းဖာမွေတိုင်းဖြစ်သွားတော့သူက နောက်ဆုံးကလူကြီးကဟိုတွားဒီကျောင်းလာတာသူ့ကိုတွေ့ပါတယ်ဟာအဲ့မှာရဟနာပုဂ္ဂိုလ်ကြီးထင်တာပါနော်ရဟနာပုဂ္ဂိုလ်ပဲထင်တာဘုရားမဟုတ်ဘူးပေါ့နော်ဘုရားမပါတော့သူရဲ့အာတ္တာအမြင်ပဲဖုံးထားတာပဲရှိရတယ်ရဟနာတော့ထင်တယ်အဲ့လူကြီးကအများပဲစားစရာတောက်စရာပစ္စည်းတခုကြီးသူ့ကိုလာလူရတယ်လာလူတော့သူကလူကငါကိုရေအမြောလာပြီးဘာမှတိဘူးမတိပါမတိညာ လူရဲ့သူရဟန္တာတော့ထင်မြောက်လာကိုကိုယ်ရတာသူကဝုံတိုင်းမတိလိုက်။အော်လူရကပုမတိပမရင်းငါရဟန္တာတော့ထင်လာနေအဖို့မဖို့ဘူးပေါ့နော်။နောက်ဆုံးအာတစ်တစ်မြင်စာတွေကိုပဲဖုံးပြီးတော့ဒီတိုင်းပဲနေပြီးတော့သူကအတူနာမည်ရောဘာဟိရဘာဟိယဒါလို့စရိယဆိုတော့သူက last name ပါထပ်ထည့်လိုက်။အဲ last name ကတော့သူကဒီတိတအမြင်ကိုဝတ်တဲ့လူအဲ့လိုမျိုးခေါ်တာပေါ့နော်။ အဲ့ဟာ ਨੇ ဒီနောက်ဆုံးသူကနှက်ကွန်းတနေရာမှာပဲထပ်တွန်းနေပြီးတော့သူများဆောက်ထားတဲ့နှက်တွေအတွက်သူအဲ့မှာတွန်းနေရင်းနဲ့လူကြီးကဒါလာရတယ်သူလာပူစောကတော့ကြတယ်တော့ယဟနာပုဂ္ဂိုလ်ယဟနာပုဂ္ဂိုလ်ရဲ့အဲ့လိုမျိုးခင်ပြီးတော့လာကတော့ကြတယ်ဘာဟိယဆိုတဲ့လူအဲအမျိုးသားပေါ့နော် အာယာနဲ့တုတငယ်ချင်းဒုဒဝါဏမြန်မာပြည်မှာမြန်မာတော်ဖြစ်သွားတဲ့တုတငယ်ချင်းကအိုးတို့ပြင်းသွားတို့ကယဟန်ဝုတ်ပြီးတော့အခုအခုနှစ်ယောက်ဒါတောင်ပေါ်မှာတူတကွတရားအထုတ်ခဲ့တဲ့ဟာကောတို့ကတုတငယ်ချင်းကအနာဂံဖြစ်သွားတော့ဒုဒဝါဏမြန်မာပြည်ရောက်သွားတာအဲ့ဒါတူတို့ကပြန်ကြည့်တယ်ငါတငယ်ချင်းပဲရောက်နေကြပြီတဲ့ဆိုတော့တခြား၄ယောက်တော့တော်တော်ဆယ်ညက်ပြီးမှအော်တယောက်ကတော့အိုး ဒီမှာစိတ်နာမှာပဲလူနေကိုလိန်စားနေပါလားပေါ့နော်လူနေလိန်စားတယ်သူကယဟန္တာပုဂ္ဂိုလ်မှာဘယ်နဲ့သူသူ့ကိုသူယဟန္တာကိုဝန်ခံပြီးတော့လူရဲ့ပစ္စည်းပစ္စယသူကလက်ခံတယ်လက်ခံပြီးတော့ငါယဟန္တာပါယဟန္တာဒီတိုင်းပဲသူကဘုမဘုပိဒီတိုင်းပဲနေဆရာသူ့တငယ်ချင်းကသူ့ကိုသူ့ကိုလာတွေ့တယ်လာတွေ့ပြီးတော့ပြောတာပေါ့နော်အဲ့ တငယ်ချင်းအာရင်ဖွာတော့ငါတို့တူတကွတရားအထုတ်ခဲ့ဘူးတယ်ပေါ့နော်သူကအေးသူအေးပါဟိယကသူကတောပါရကဆိုတဲ့လေစိတ်နာကိုအမ်ဒရာဆိုင်ပြီးတဲ့ချိန်မှာသူအေးဒီငွေချင်းဖန်ဝေးချင်းဖြစ်သွားတာလူကြီးကတော့ရန်တာတော့ထင်သွားပြီးတော့နောက်ဆုံးသူကသူ့ကိုသူပြန်ရဟန္တာပြန်ဟန်ဆောင်တာသူတငယ်ချင်းကတော့ ဟိုအဲ့လိုမျိုးမလုံနိုင်ပါတော့ဒါလူကိုလိန်စားရတယ်မကောင်းဘူးအာပြီးတော့ကိုယ်တိုင်ကလည်းယဟန္တာလည်းမဟုတ်သေးဘူးကျင့်နေတဲ့ကျင့်ရတဲ့ယဟန္တာရောက်ရရောက်ကြောင်းယဟန္တာဖြစ်ရဖြစ်ကြောင်းလည်းမဟုတ်ဘူးအာဟိုယဟန္တာရောက်ဖို့ဆိုတာဝေးလူလေးတဲ့ဒီအကျင့်ကလုံးဝမသက်ဆိုင်တဲ့ဟာပေါ့နော်ဆိုတော့အခုကမြတ်စွာဘုရားကပွင့်ထွင်းနေပြီ။ဒီလိုတော့ဆရာမြတ်စွာဘုရားတာဝန်ထိပ်ပြီးစီတော်ဝင်ကျောင်းမှာရှိတယ်။ မဆောဘုရားကိုရဖူးပါအဲ့ကျမှမက်အဒီတရားဒီယဟနာဖြစ်ရဖြစ်ကြောင်းမဆောဘုရားရှင်မှာအာညဉ့်ညာနေ့ကတွားယူပါတော့အဲ့သူတငယ်ချင်းဂျမမီကသူ့ပြန်လာပြီးတော့တတိပေးတဲ့တငယ်ချင်းကပြောတယ်တော့သူကချက်ချင်းနိုင်ငင်းပဲအရန်ကိုအဲ့ချက်ချင်းမင်းကြီးထားပြီးတော့အရန်အာ တို့တငချင်းပြောတာတို့ကလက်ခံတာလက်ခံပြီးတော့အစတို့ကချက်ချင်းပဲအဲအဲ့လေစိတ်ကနေတို့ကချက်ချင်းဒီဒါဝတိပီကိုတို့တွားတယ်တို့ပါလကလေစိတ်ကနေတို့ကဒါဝတိပီစီရဝင်ကြောင်းမြတ်စွာဘုရားရှိရင်းညာတို့တွားတယ်တွားတော့အဲ့ညာနဲ့တို့ကအမ်နေမညာ နေမနာညမနာလမ်းလျှောက်တော့တော့နောက်ဆုံးအရောက်သွားတယ်ရောက်သွားတယ်မနဲ့ဇောဖြစ်နေတယ်မနဲ့ဇောဖြစ်နေတော့မြတ်စွာဘုရားဆုံးခံကြွတဲ့အချိန်ဖြစ်သွားတာပေါ့နော်သူကမြတ်စွာဘုရားဆုံးခံကြွတဲ့အချိန်မှာသူကစေတဝန်ကျောင်းထဲဝင်သွားတယ်ကိုတော်တပါကိုတော်အကြောင်းဆောင်ကိုတော်တွေ့တယ်မြတ်စွာဘုရားမြတ်စွာဘုရားပင်မှာလဲသူကမေးရပြတော့မြတ်စွာဘုရားဆုံးခံထွက်သွားတယ်တခါကြီးပဲလာတာလဲဘာညာမေးရသူကအဝေးကနေလာတဲ့လာလာတာနဲ့အာ မြတ်စွာဘုရားတွေ့ကျင်လို့တော့အเจ้าမှာအเจ้าကကိုတော်တော်ပြောတယ်အเจ้าမှာပဲစောင့်နေပါခဏနေမြတ်စွာဘုရားပြန်လာလိုက်မယ်ကိုမြတ်စွာဘုရားဆုခံထွက်သွားပြီဂျန်တဲ့ရဟန်းနေနေအကုန်လုံးသူကမစောင့်နိုင်ဘူးနဲ့ဒီကြားထဲမှာတပည့်ရောက်တည်သွားရင်ဟောအခုလိုက်အောင်ဆိုတော့ဘူးလိုက်အောင်ဖြစ်သွားမှာနဲ့သူကအဲ့လိုမျိုးပြောတယ်အဲ့တော့အဲအရှင်တကားရဲ့ဆန္ဒအတိုင်းပဲတော့မြတ်စွာဘုရားဒီလန်းဒီလန်းထွက်သွားတယ်တကားကြီးလိုက်သွားဆိုတော့ အဲ့ဘာအီးရလိုက်သွားတယ်လိုက်သွားတော့မြတ်စွာဘုရားကဒုရန်းတွေ့တယ်မြတ်စွာဘုရားနဲ့ကြံတဲ့ယဟန်ပေါင်းမြောင်များစွာနဲ့ဆွမ်းခံထွက်တယ်တွေ့တယ်တွေ့တော့အာဒုရမြတ်စွာဘုရားကယန်ကြည်ညိုလေးစားတွေ့တယ်မြတ်စွာဘုရားတွေ့ပြီးတော့အရင်တဏှာတရားနဲ့ပေါက်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 ဖြစ်လာတယ်အဲဒုရမြတ်စွာဘုရားနားတွေ့ပြီးတော့မြတ်စွာဘုရားတပည့်တော်ကို တရားဟောကြားပေးတော်မူပါဗျာပရမအဆုံးတစ်ခါလျှောက်မဆော်ဗျာညင်ညင်ဝဲနေရမဟုတ်ဘူးဒုဝေပါရမီအဲအရင်ကြတော့ကောင်းအမှုရင်ကြတော့ကောင်းပြီးတော့သူအဝေးရနေလာတဲ့ပင်ပန်းရနိုင်မှုကြောင့်တော့ကောင်းဟိုကမဆော်ဗျာချက်ချင်းတော့မဟုတ်တယ်ဒုတိယတစ်ခါလျှောက်လည်းမဟုတ်တတိယတစ်ခါတော့မဆော်ဗျာဟောတယ် စားတော့ပြဆောင်ဖျားဟိုဒီတိုင်းပဲမဟောမဟောလို့ဆုံးခံထွားမှာဆိုတော့ပြဆောင်ဖျားဟောပြပါဗျာဟောပြပါဗျာတပည့်တော်ကိုတရားဟောပြပါဗျာသူကအတင်းအတင်းပဲပေါ့နော်တပည့်တော်အန္တရာယ်ဖြစ်တာမဖြစ်တာကိုသူကမတည်ဘူးပေါ့နော်တပည့်တော်အတက်အန္တရာယ်ကအရန်ဆိုးရင်ရတယ်ဆိုတော့တပည့်တော်ကိုတရားဟောပြပါဗျာဆိုတော့အဲ့လိုမျိုးသူကအတင်း ဒါကိုပဲမြတ်စွာဘုရားကိုရှောက်ထားတာမြတ်စွာဘုရားโอเคဆိုတော့မြတ်စွာဘုရားကသူ့တရားဟောပဲလေမြတ်စွာဘုရားဟောတဲ့တရားကကထာလေး၃ပုံပဲအာတတမဟိတတိပါဟိယဧဝံတိခိတပံဆိုအဲ့ဆိုရင်ဟောပါဟိယအာဒီအာဒီတရားကိုတေချာမှတ်တာထားပါဗောနော်ဒီမှာမြတ်စွာဘုရားကတိဋ္ဌိတိဋ္ဌ မတံဘဝိတတိနဲ့ပါဠိလိုကမြင်မြင်တဲ့အတိုင်းပဲမှတ်ပါလို့ဒါတော့ပြန်မှာတော့တုတိတုတ္တမတံဘဝိတတိသူကြားရင်ကြားတဲ့အတိုင်းပဲမှတ်ပါမုဒိမုဒ္ဒမတံဘဝိတတိဒီအနံ့ရံ့နှံ့ရတဲ့အတိုင်းပေါ့နော်ဝိညာဉ်နဲ့ဝိညာဏမတံဘဝိတတိဒီအရတာရတာရတဲ့အတိုင်းတွေ့ထီးရင်တွေ့ထီးတဲ့အတိုင်းထီးတွေ့ရင်ထီးတွေ့တဲ့အတိုင်းပဲမှတ်ပါနဲ့အေဝံဒီပါဠိယတိတ်ခိတပါ ဒီအာယုံအာ6ပါးပေါ်မှာကိုပဲမြင်မြင်တဲ့တိုင်းပဲမှကြားကြားတဲ့တိုင်းပဲမှအရာအရာတာတိုင်းပဲမှအာတွေ့ကြည့်တွေ့ကြည့်တိုင်းပဲမှခံစားရင်ခံစားတိုင်းပဲမှပါနဲ့ယတောခောတေပါဟိယတေတိတေတမတံဘဝေတတိတုတိတုတမတံဘဝေတတိမုတိမုတမတံဘဝေတတိဝိညာဉ်ဝိညာဉ်တမတံဘဝေတတိအာအရှိကိုဆက်ပြီးတော့မတိုးစေနိုင်ပါတော့ ဒီမြင်တဲ့ဟာလောဘဒေါသမဖြစ်စေနဲ့အာကုလို့မဖြစ်စေမဲ့တော့မြင်မြင်တဲ့ဟာကြားတဲ့ဟာအနံ့တဲ့ဟာစားတဲ့ဟာအာကုလို့မဖြစ်စေနဲ့အဲ့လိုမျိုးအာကုတို့မဖြစ်ဘူးဆိုရင်ကိုယ့်ရဲ့တဏ္ဍာမှာဒီတဏ္ဍာအစွဲလန်းနေမှရှိဘူးတဏ္ဍာအစွဲလန်းမရှိတဲ့အတွက်ဒီတဏ္ဍာအစွဲလန်းတွေ့တာမှုလည်းမရှိတော့အဲ့လိုမျိုးဒီတဏ္ဍာအစွဲလန်းမရှိတော့နောင်ဖွာတဲ့မဖြစ်တော့နဲ့ဒီနောင်ဖွာ မဖြစ်တော့ဘူးဒီဖွားလည်းဒီအကုရုမဖြစ်တော့ဘောနော်တဏှာဖြစ်တာဖြစ်တော့အဲဆိုရင်ဒီဖွားနောက်ဖွားမဖြစ်တော့ဘူးဆိုရင်ညအကိရိတာဒုက္ခဝဒုက္ခဝစီယဒုက္ခအလုံးကဆုံးတက်သွားပြီညအဲတို့ချက်ချင်းပဲယ ahanan ဖြစ်သွားတယ်ယ ahanan ဖြစ်သွားတယ်တထမတရားနဲ့တရားနာရရောယ ahanan ချက်ချင်းဖြစ်သွားတယ်ဟုတ်ပါဒီကိတ္တမတန်ဆိုတော့အဲဒီအာ လက်တင်ကောမြင်မြင်တဲ့တိုင်းပဲမှတ်ပါဆိုတော့မြတ်စွာဘုရားဟောတာအပါဟိယမထေကိုဟောကြားပေးတဲ့တရားပါနော်။ဟာအဲ့ဟာ ਨੇ ဒီတရားကိုနာကြားပြီးသူယ ahanan ဖြစ်သွားပြီ။ယ ahanan ဖြစ်သွားတော့မြတ်စွာဘုရားကမေးရင်အော်ငါရှင်ပါဟိယမှာတို့ကလူဘုတ်ကိုပဲရှိသေးတယ်နော်။ယ ahanan မဟုတ်သေးဘူး။ဒါပေမဲ့ယ ahanan ဖြစ်သွားတယ်။ အာတင်တင်ကမေခရာရှိလားနဲ့သူကတင်ကမေခရာမရှိပါဗျာနဲ့အဲ့ဆိုရင်အာတင်ကမေခရာတွားရှောင်းနဲ့အာရှာပြီးတော့ဘူဘူအမှာပေါ့နော်တပိတ်တင်ကနဲ့အဲ့ကြမှာအာတွားရှောင်းနဲ့အဲ့နဲ့သူကရဟနာဖြစ်သွားဆိုတော့သူကတပိတ်တင်ကတွားရှာတာတပိတ်တင်ကတွားရှာနေတဲ့ချိန်မှာဟိုးလွန်ခဲ့တော့ဘွားဟိုးအတိတ်ဘွားတော့က ူရဲ့တုတငယ်ချင်း၃ယောက်ပဲဟိုတထေးတထေးသားဖြစ်ခဲ့ဖို့တော့တို့လေတထေးဒါမဲ့အာတူနဲ့တုတငယ်ချင်း၃ယောက်နဲ့စုစုပေါင်း၄ယောက်အမျိုးသမီးတရားကိုတို့ကခေါ်ပြီးတော့ပျော်ပါတယ်ပျော်ပါပြီးတော့အဲ့အမျိုးသမီးတို့တတ်ပြန်တယ်ဟုတ်တတ်ပြီးတော့မိမိဘာလဲပစ္စည်းဘာတို့လဲယူရဲယူရဲအမျိုးသမီးပျော်ပါပြီးတော့တတ်ပြစ်တာဆိုတော့အဲ့အမျိုးသမီးကသူအတက်မထွက်ချင်မှသူက ဂျင်းဂျင်းဆဲတယ်မင်းတို့လေးရောက်ငါကိုခေါ်ပြီးတော့ပြောပါတယ်ပြီးတော့ငါ့ကိုလည်းတတ်တော်နေပါတော့ငါလည်းနောက်ဖွားရင်နင်းတို့ထက်အနိုင်ယူနိုင်တဲ့ပုဂ္ဂိုလ်ဖြစ်ပြီးနင်းတို့ကိုပြန်တတ်နိုင်တဲ့ပုဂ္ဂိုလ်ဖြစ်ရပါစေဆိုတော့သူကဟာဆွတ်တောင်းလည်းပြောအဲဆွတ်တောင်းတော့မဟုတ်တော့သူကဟိုဂျင်းအင်းတော့ဂျင်းဆဲတာဂျင်းဆဲတော့အဲ့ဟာနဲ့အဲ့ အမျိုးသမီးကဘလူးမာကြီးတော့ဖြစ်သွားတယ်ဘလူးမာကြီးဖြစ်တယ်ဘလူးမာဖြစ်တော့သူကစောင့်နေတစ်ချိန်လုံးတော့စောင့်နေတာပဲသူကမတွေ့သေးတော့လားပေါ့နော်မတွေ့သေးတော့ဟိုဒီဘာဟီယာနဲ့သူကုလိုတဲ့တအားလောက်ခဲ့တယ်တရားတဲ့အရန်အားထုတ်ခဲ့တယ်အဲမတင်ကားတော့သူမလူခဲ့တော့သူမှမက်စွာဘုရားကကူပြီးတော့မရဖြစ်နေဟိုကူပြီးတော့မရအောင်ကူပြီးတော့မရအောင် ်တို့မှာတင်ကမရှိဘူးယဟန္တာဖြစ်သွားတယ်သူကအမိုက်ပုံမှာတင်ကတော့ရှာဟောရှာတိရှာနဲ့ဒါအိန္ဒိယနိုင်ငံမှာလာပိစအစာလီဖြစ်တဲ့အတွက်အာဆင်ပြေတယ်ပေါ့နော်ဟိုလင်းငါခုနှစ်ခုတုံးခုရရင်သူကဟိုအာတော့ပြီးတော့တင်ကန်းချုပ်ပြီးတော့ဝတ်တယ်ဆိုတော့အဲ့ဒါဆင်ပြေတယ်ဒါအဝတ်စားသူအရင်ကြီးရတယ်အကြီးအဝတ်စားလိုက်ကအမျိုးသမီးဝတ်တဲ့ဟာကအဲဟာနဲ့ဘလူးမိုင်းကတွေ့သွားတယ်ပေါ့နော်တွေ့သွားတယ်တွေ့ကြသူက နွားမဖန်ဆင်းပြီးတော့ခွစ်တက်ပြတယ်။ဘာကြီးကခွစ်တက်တယ်။ဘာကြီးကဆုံးသွားတယ်။သူတငယ်ချင်းတခြားသူတငယ်ချင်းလေးယောက်ကလည်းဒီအော်သူကတော့ဆုံးသွားတယ်ပေါ့နော်။အဲဒီသူကတော့အဲဘာကြီးကတော့ဆုံးသွားတယ်။ဆုံးသွားတော့ဒီမက်ဆော်ဖျားအတူတခြားတူတငယ်ချင်းပေါင်းတဲ့အလေးရောက်တဲ့ကပြုလို့ရတယ်ပါညာမြတ်စွာဘုရား ဓမ္မပဒထဲမှာတော့အကုန်လုံးတော့ဟောထားတယ်တယောက်ကလည်းပုဂ္ဂတာတိဆိုတဲ့အမျိုးသားတယောက်ဖြစ်လာတဲ့အမျိုးကောင်းသားတယောက်ဖြစ်လာတယ်ပုဂ္ဂတာတိအတုနာမယသူတငယ်ချင်းပေါင်းတဲ့သူ၄ယောက်ထဲအဲဒီအမျိုးသမီးကိုစော်ကားပြီးတတ်တတ်ပြတယ်နောက်တယောက်ကအာပါဟိယဒါလူစီယပါဟိယအခုတော့ဖြစ်လာတယ်ခေါ်တာပါဟိယနောက်တယောက်ကတော့တပတာထိကခေါတ္တမဖြစ်လာတယ်နောက်တယောက်က ာတုပဗုဒ္ဓဆိုတဲ့အနာကြီးယောဂဖြစ်တာအဲသူတို့လေးယောက်တည်းကအဲအဲအမျိုးသမီးကိုစော်ကားတယ်ဟာကျွန်တော်ပါဟိယကနွားနွားနွားမဘလူးမဟန်ဆောင်ပြီးတော့နွားနွားခွေတက်ပြတဲ့ဟာတော့နောက်ဆုံးဒါဆိုဗျာဆုံးခံပြန်လာချိန်မှာအမိုက်ပုံနာဖြစ်သွားတယ်ပြန်တွေ့ရတာတွေ့တော့ဟာဘာကြီးရဲစစောအပိုင သူရဲ့စစမတရားဟောပေးတယ်ဗျာနော်ခုဆုံးသွားရယ်ဆိုတော့အာရမြန်နော်နဲ့လေမိုင်းရမြန်နော်နဲ့ရမြန်နဲ့တော့အော်သူ့အလောင်းကိုတရားလေးလောက်ပြီးတော့မိတကြိုလုပ်ပြီးပြီးတော့စီဒီလုပ်ပေးတယ်မြတ်စွာဘုရားစီဒီလေးလုပ်ပေးသူယဟန္တာဘုက္ခုဖြစ်တယ်ဗျာနော်ဒီတရားအာယဟန္တာမြေဟာသူကယဟန္တာဖြစ်သွားရတာဗျာဖြစ်သွားပြီးဘယ်တော့မှဖြစ်သွားရတယ်အေးကျော်စောက ရမန်တွင်တုတရားဟောဝေးတဲ့တဲ့အတော့ကသူကအာယဟနာဖြစ်သွားပြီပေါ့နော်အာယဟနာဖြစ်သွားပြီဆိုတော့ဟောအဲ့ဆိုတော့သူ့ကိုအဲ့မြတ်စွာဘုရားပဲတရားဟောပေးလိုက်တာလေဆိုတော့ဒိဋ္ဌိဒိဋ္ဌမတ္တဆိုတရားဟောပေးတဲ့ယဟန်တွေကိုပြန်ပြည့်အာအတရားကိုတခြားတဲ့အကျေတဝင်းပြန်ပြီးတော့ဟောပြတဲ့ချွေယဟန်နဲ့သောတာပန်စာရိအာတရားထူးရပါတယ်ဆိုတော့ အာဒီတရားတိတ်တိတ်တိတ်ထမတန်ဆိုတဲ့တရားကတော့အာမိမိနဲ့ရမယ်မမယ်ကြမ်းကြမ်းနဲ့ကြမ်းကြမ်းကြမ်းတဲ့တိုင်းမမမယ်မိနဲ့ဟာအကုဒုမဖြစ်အောင်ဒီလောဘနဲ့ဒေါသမဖြစ်အောင်မြတ်စွာဘုရားကတော့အဲ့လိုမျိုးညွန်ညွန်ပြခဲ့တယ်ဗောနော်ဒီဝိပဿနာအာဒါတော့ဒီတိတ်တိတ်တိတ်ထမတန်ထဲကလာတဲ့ဝိပဿနာတရား ပြီးတော့ပါဠိယကသူကတိတ်ဘွားတော့ကဘလူမုဒ္ဒရာမြတ်စွာဘုရားလက်ထက်မှာဆူတောင်းခဲ့တယ်။မြန်ဆုံးနဲ့ယဟန္တာဖြစ်ပါစေသူကဆူတောင်းခဲ့တယ်။အဲကြာကာလဘုရားတဆူကဗကတဗမြတ်စွာဘုရားလက်ထက်မှာသူကအာကုရုကောင်းမှုတော်လောက်တယ်ဒါပေမဲ့တင်ကန်းလူတင်ကန်းမလူလိုက်ဘူးအဲကြောင့်ဒီဘောကမှာသူတင်ကန်းမဟုတ်ဘူးမဟုတ်လိုက်ဘူး မဝတ်မဝတ်လိုက်ပဲနဲ့အာဗြိနိဗ္ဗာန်စံတော်ရတယ်ပေါ့နော်အာဆုံးသွားတယ်သူဆုံးသွားတဲ့အကြောင်းရင်းကတော့အတိတ်ဘဝတုန်းကသူအဲမြူရမီကိုအာအမြူရမီတရားကိုတငယ်ချင်းများနဲ့သူတက်ပြတော့သူကပြန်ပြီးတော့အတက်ခံရတယ်ပေါ့နော်ဆိုတော့ဒီဒီတရားထဲမှာပါတော့အရင်ကောင်းတဲ့ဟာအများကြီးပါတယ်ပေါ့နော်ဘာဖြစ်ဆိုတော့သူတငယ်ချင်းကသူ့ကိုကူလိုက်တော့ သူကယဟနာဖြစ်သွားတယ်မှန်သူတငချင်းနေဟိုတို့ခုနှစ်ယောက်တောင်ပေါ်မှာတရားတော်အထုတ်တယ်သူတငချင်းကတပါးတော့ထားလိုက်ကူလို့မရတော့တရားနာဖြစ်သွားတော့သူပြန်လာလို့မရတော့တပါးတော့အနာဂတ်ဖြစ်သွားတော့ပြန်ပြန်ပြန်ကူဝေးတာပေါ့နော်သူတငချင်းကောင်းရှိခဲ့တော့အတူကယဟနာတော့ဒါမှမဟုတ်သူဒူကိုတိုင်နဲ့ဆွတ်တောင်းခဲ့လိုက်ပေါ့နော်ကိုယ်လည်းအရဟံမြန်မြန်နဲ့ယဟနာဖြစ်ပါစေရောသူဆွတ်တောင်းတဲ့အတိုင်းပြန်ဖြစ်သွားတယ် တော့မြတ်စွာဘုရားကယဟန်နဲ့အကုန်လုံးစီဝေးခေါ်ပြီးတော့သူ့ရဲ့တာရဏာပေါ်မှာနဲ့သူ့ထက်မြန်တဲ့ပုဂ္ဂိုလ်ကတရားဝမ်းမရှိဘူးယဟန်ကဖြစ်လာအမြန်ဆုံးပုဂ္ဂိုလ်နဲ့ဣဒတက်ပြီးခဲ့တယ်ပေါ့နော် point 2ပြီးခဲ့တယ်ဒါမှဆုံးသွားလို့ဆုံးသွားတယ်သူ့ထက်မြန်တဲ့ပုဂ္ဂိုလ်မရှိဘူးဟိုတခါလေးနဲ့ဟိုပိစဝကီတော်မှကြားရေးပေါ့နော်ဟို ဓမ္မစကြာတရားနာပြီးတဲ့အချိန်မှာအဲကထာပေါင်းအများကြီးတော့ခမအဲမှာဒေါ်လာပါမဲ့တည်သေးတယ်တပါးပဲဒီမှာအနတ္တလက္ခဏာတော့နာကြပြီးမှရမောဖြစ်သွားတယ်ပေါ့နော်ဆိုတော့အများကြီးဟောမြတ်စွာဘုရားအများကြီးဟောဟောပေးလိုက်ရတယ်ပေါ့နော်သူကတော့ကထာတုံးကထာပဲခဏပထမဦးဆုံးဘုရားအဲ့ဘယ်တော်မုဒ္ဒရာမြတ်စွာဘုရားလက်ထက်မှာလည်းကြတဲ့ရပြီးတော့အဲ့မှာတည်းကမရဘူးเนาะဗျာ။ဘာရမီမရင့်နေဘူး။ ဆိုကတ်တဖဖရားတို့ဘာလို့လဲကြော်ပါသေးတယ်နော်ဖရားကိုကိုယ်တိုင်ကူးတွေ့ရတာတောင်မှမဖြစ်ဘူးကြောက်စရာမိတယ်တပည့်တော်တွေးမိဟုတ်တယ်ကတ်တဖမြတ်စွာဘုရားလက်ထက်မှာသူတငယ်ချင်းများနဲ့သူပေါ့နော်ဒါတော့သူကတ်တဖမြတ်စွာဘုရားမှာလည်းလူလာဖြစ်တယ်တကယ်ချင်းနဲ့ကောင်းတော့ကတောင်ပေါ်တက်ပြတရားအထုတ်ရအောင်အဲဒီမှာတရားအထုတ်ရတယ်တရားထုတ်ပြီးတော့ဒါပေမဲ့ပါရမီရင့်ကျက်ပေါ့နော်သူကအမီသူက ရဟန္တာဖြစ်ပါစေဆိုရင်တော့ဖြစ်ကောင်းဖြစ်နိုင်မယ်။သူကကိုသူသူကလည်းဆွတ်တောင်းခဲ့တယ်ပြီးတော့တက္ကရပမြတ်စွာဘုရားလက်ထက်မှာသူဘလောက်ထိကြိုးစားသူတော့ကြိုးစားတယ်ဒါပေမဲ့မဖြစ်သွားတယ်ဒီမှာ။ရဟန္တာမဖြစ်သွားဘူး။တုတ္တငချင်းကဖြစ်သွားတယ်။ခုနှစ်ပါးထဲမှာတစ်ပါးရဟန္တာဖြစ်တယ်တစ်ပါးအနာဂတ်။သူနဲ့သူတခြား၄ယောက်တခြား၅ယောက်ကမဖြစ်ဘူး။ဟုတ်ကဲ့။ရဟန္တာမဖြစ်သွားဘူးပေါ့နော်။ဒါသူကဒီဘွားမှာဖြစ်နေဆိုတော့ ပြောမယ်ဆိုရင်တော့တက္ကမကြီးပြောကြတော့အကြိုင်လောက်ရတယ်ဟောအကြိုင်လောက်ရတာပြီးတော့လိုင်းကြောင်နည်းနည်းလွှဲရတယ်ဘွားကဘေးဆက်မှုအများများပါနည်းနည်းအောင်ပေါ့နော်ဥမာသူတငယ်ချင်းနဲ့သူအဲ့ညရမျိုးတပ်ပလိုက်တော့ဒုတိယလည်းတက်လာမှာပဲကြားထဲမှာအာတဘောတူဖြစ်သွားတာပေါ့နော်ဟုတ်တဘောတူဖြစ်သွားတာမတက်ပါနဲ့ပါညာငါနဲ့မဆိုင်ရင်ဆိုရင်တော့မျိုးဖြစ်မှာငါမတက်ပါနဲ့မလောက်ပါနဲ့ပါဆိုတော့ ကမတူတတ်တယ်ဆိုတာစိတ်တူကိုတူဖြစ်သွားတာချင်းအဲတတ်ပြတော့သူမတတ်ပေမဲ့သူမတောင်းဆိုရင်တော့လူထက်ကြားကြားညက်သွားတယ်အဲတူကပြန်ပြီးတော့နွားဘလူးမကြီးကသူ့ကိုပြန်ပြီးတော့ခွိခွိတက်ပြန်မြားတော့ဖြင့်ဒီတရားကအာမကြာခဏဘုန်းကြီးဟောကြဒါပေမဲ့ဟောရမှာတင်ကမလူတော့ဆိုတော့အဲ့တစ်ချက်တည်းနဲ့ပြီးသွားလိုက်ပါတော့ဒီကြားထဲမှာပါတဲ့ ဒီ story တစ်ခုလုံးမှာသူ့ရဲ့ key point အများကြီးပါတယ်မှန် key point အများကြီးပါသူ့ရဲ့ main point ကဩဣတိဒိဋ္ဌမတ္တံဆိုတာအဲကတရားတရားဝိပဒနာမဘုံမဏိအမြန်ဆုံးတဲ့ဒီဟန္တာဖြစ်သွားတဲ့ပါဠိယမထေအကြောင်းအဲဟာကိုတချို့ဟာကတက္ကမကိုတက္ကနကမကြီးမချမတိလိုက်ဘူးပေါ့နော်သူကဟိုပါဠိယမထေ နောက်ဆုံးယဟနာဖြစ်သွားတဲ့တင်ကန်းမလူခဲ့တော့အာနောက်ဆုံးအာတင်ကန်းတင်ကန်းပဲလိုက်ပန်းဆန်သွားတယ်အဲ့တချက်တည်းနဲ့ပြီးသွားတယ်ကွာနော်ဒါဒီကြားထဲမှာသစောပြောနေတာတွတ်သွားတယ်တိတ်ထိတ်တိတ်ထမတ်တန်ဆိုတော့မြင်မြင်နဲ့ကမ်းပဲမှတ်ပါဆိုရဟာအာမစ္စောပြားကသူကတခါတကထာရမဟုတ်အဲ့ကမတ်တရရင်းနဲ့ဟောပေးတယ်သူကကထာလေးတုံးပုတ်ဆိုတော့တမိနစ်တော့ရှိနေမှန်း သူလည်းတကယ်ဆိုရင်တော့ဟိုကျောင်းမှာစောင့်နေလို့ရှိရင်တော့လည်းယဟန်တော်ဖြစ်လိုက်မှာမဟုတ်ဘူးထင်တယ်နော်သူကသူလည်းတိလို့ထင်တယ်စိုးကံကြွားရစီလိုက်တော့ဘလူးမာလည်းကြောက်ရတယ်လေဘလူးမာလည်းကြောက်ရတယ်ကြည်တကယ်လို့တော့အဲ့ဇေတုံကျောင်းမှာပဲစောင့်နေခဲ့ရင်ဘလူးမာတွေ့ရင်တွေ့သွားမယ်နော်အရင်ဟုတ်တယ်ဘလူးမဘလူးမတူပလိုက်ဖမ်းမှာလေးရောက်ဖမ်းမှာလေပြမသူ ဖမ်းတယ်ဘလူးမရတယ်သူကသူလှုပ်ကိစ္စရရှိကောင်းရှိတယ်ပြီးတော့ဟိုအဲ့ပုဂ္ဂိုလ်ကြီးကကုတုကောင်းမှုလှုပ်ထားရင်ဟိုတွေ့ရတွေ့တွေ့ချင်မှတွေ့မှာပေါ့နော်ကဲမတွေ့ချင်မှတွေ့လဲအဲ့တော့ဘုံဘုံဒီယဟန်တော်ဖြစ်သွားတော့မှဝိကျွေးရမရအောင်နော်ဗျာဘဝဘောင်းများစွာမရဟိုအရှင်မကလန်တော်မှဟုတ်တယ် သူ making ကိုစော်ကားမိတော့ပြန်ပြီးတော့လောက်ပြန်ပြီးတော့အကြီးမောင်းမောင်းလောက်ခံတယ်ဒီမှာမြန်မာပြည်ကအခုဖြစ်နေရတယ်ဆိုရင်တော့မတွေးဝင်ဟုတ်တယ်ဟောခေါင်းကြီးနဲ့မထားဘူးလေဟုတ်တယ်မထားဘူးဆိုအများကြီးပဲ အများကြီးပဲဒါကဥစဉ်ဒီတရားယန္တဘောကြတယ်မယန္တဘောကြရင်ပြဋိဌိတ္ထမတံတဘောကြတာပါဟုတ်ရမ်းမှတ်တဲ့အချိန်မှာကမြင်မြင်တဲ့တန်းမှန်မယ်ဟောကြမ်းကြတဲ့တန်းလောဘအတ္တမှာမဖြစ်စေနဲ့ဆိုတဲ့ဟာကိုယန္တဘောကြတယ်ဒါဒိဋ္ဌိတိထမတံနဲ့အာနောက်တစ်ခု